အချိန်ကာလအားဖြင့်မနက်9:23မိနစ်နေရာကတော့ယူကရိန်းနိုင်ငံရဲ့အရေးပါလာတဲ့စွမ်းအင်သွေးကြောဘယ်လ်ဂါဒေတာကအီယာမရှင်နန်တူလောင်ကြီးစခန်းနဲ့ ချက်လုတ်ရေးစက်ရုံကြီးမှာဖြစ်ပါတယ်။မိုးကုတ်ဆောင်ဝိုင်းတစ်ခုလုံးကိုမိကိုရောင်ချိန်တွေကအုပ်ဆိုင်ထားပြီးတော့ဖဝင်းချေတစ်ခုလုံးအကြတန်တောင်မချားရလောက်အောင်ထိစိတ်ငိန်တက်နေခဲ့ပါတယ်။ဒီထိစိတ်မှုကကျောင်းမဖွဲမုံတိုင်းမလာခင်မှာရှိတဲ့တဲ့ငိန်သက်ချင်းမျိုးဆိုတာကိုအဲ့ဒီမှာရှိတဲ့ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမတိခဲ့ကြပါဘူး။ရုဒိယဆိုသလိုဘာသတိပေးချက်မှမရှိဘဲမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရဲ့တန်ချက်ကအစည်း60နီးပါးနဲ့ ပြစ်တုံးကြီလောင်ချာအစည်း40လောက်ကအရမ်းမျက်နာပေါင်းစုံကနေရေနံဆက်ယုံစီကိုဒီရေအလားတွန်းဝင်လာခဲ့ပါတယ်။သူတို့ရဲ့ရှေ့မှာတော့ပြစ်မှတ်အနီးမှာဝဲပြန်ဆောင်ဆိုင်နေတဲ့ drone အစင်120ကျော်က ပြားအုပ်ကြီးလိုကာယံပေးထားပြီးတော့ electronic စစ်စင်ရေးကလည်းရန်သူဆက်သွယ်ရေးနဲ့ radar line တွေကိုပြင်းပြင်းထန်ထန်နှောင့်ယှက်နေခဲ့ပါတယ်ဒီတိုက်ခိုက်မှုကကမ္ဘာနိုင်ငံရေးစက်ခုံကို တုံ့လုံစေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ရောက်ကိုရီးယားတပ်တွေအိုရောပါစစ်မြေပြင်ကိုတရားဝင်ရောက်နေပြီဆိုတဲ့သတင်းကအားလုံးအတွက်မထင်မှတ်ထားတဲ့အလေအပြောင်းတစ်ခုဖြစ်နေလို့ပါပဲသူတို့ကရိုးရိုးစစ်ကူတပ်ဖွဲ့နေနဲ့လာတာမဟုတ်ပဲသူတို့ရဲ့နောက်ဆုံးပေါ်လက်နက်ဤပညာတွေနဲ့စီးအထွေးကြုံတွေက ိုတိုက်ရိုက်ဆန်းသတ်ဖို့ရောက်လာကြတာပါ။ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့တွေကချက်ချင်းဆိုသလိုတုံ့ပြန်ခဲ့ပါတယ်။သူတို့မှာ T80 တင်ကားအစီး25စီးအားလုံးကချက်စနိုးခေါ်ကြတဲ့ HIMARS ဒုံးကျည်တပ်စုစစ်နှစ်ခု MIG29 တိုက်လေယာဉ်တွေ Paracatter TB2 တိုက်ခိုက်ရေးဒရုန်းတွေနဲ့ရွှေလျား T64 လေကြောင်းယာဉ်ကာကွယ်ရေးတန်ကြပ်ကာယာဉ်တွေအသင်းရှိနေခဲ့ပါတယ်။ဒီတိုက်ပွဲဟာ ရုရှင်းနဲ့ဝင်စည်းတိုက်ခိုက်မှုတစ်ခုလုံးဝမဟုတ်ခဲ့ပါဘူး။ဒါကယူကရိန်းရဲ့အဓိကလောင်စာဆီထောက်ပံ့ရေးလိုင်းတွေကိုဖျက်တောက်ပြီးတော့ဘရီဘခါကိုပုံမကျေပြန့်လာအောင် မီးမွေးလိုက်တဲ့ဘက်ပေါင်းစုံကထိုးစစ်ကြီးတစ်ခုဖြစ်ပါရင်တိုက်ပွဲစတင်ပြီးပထမ6မိနစ်မှာပဲယူကရိန်းတပ်တွေက Barakhtar TB2 drone နေနဲ့ပိုသေးငယ်တဲ့ခြောက်လန်းရေး ISR drone ဒါဇင်နဲ့ချီပြီးတော့ခေါင်းကင်ရောင်လွတ်တင်သွားလိုက်ကြပါတယ်။ဒီ drone တွေက စက်ရုံပတ်ဝန်းကျင်တစ်ခုလုံးကို digital bike ကိုတစ်ခုနဲ့ဖုံးလွှမ်းလိုက်သလိုပါပဲ drone တစ်စင်းကြီးစီကပြင်းမဲ့အချက်လက်တွေကိုအချိန်နဲ့တပြေးညီရေနံစက်ရုံနောက်ဖက်တတသမ9မိုင်အကွာမှာရပ်ထားတဲ့ Ukraine ရဲ့ရွှေလျောင်းကုတ်ကဲကြီးစခန်းစီကိုပို့ပေးနေပါတယ်မြေပြင်မှာတော့ခြေလေးချောင်းတက်စက်ရုပ်ခွေးတွေနဲ့ UGV လို့ခေါ်တဲ့မြေပြင်သွားထောက်လှမ်းရေးရှင်နှစ်စီးက ညောင်းတွေခြုံတွေကြားတွေကနေသွာလာလှူရှာရင်းနဲ့အပူလိုင်းကြိယာတွေနဲ့ရန်သူခြေလန်းတွေထောင်ထားတဲ့မိုင်းတွေကိုရှာဖွေနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမြောက်ကိုရီးယားရဲ့တန်ကြက်ကတက်စု၃ခုက တင်ကား35စီးနဲ့လေကြောင်းရန်ကာဝေးရင်အစီး20လောင်းနဲ့အရှိမြောင်းနဲ့အနောက်တောင်ဘက်ကနေချင်းကပ်လာပါတယ်။သူတို့ဟာရေနံစက်ရုံရဲ့အပြင်စီးကာဝေးလိုင်းမှာအားနေတဲ့နေရာကိုရှာဖွေစမ်းသပ်နေခဲ့ပါတယ်။သူတို့ရဲ့အခြေတပ်ပုံကမျက်စိမိတ်ပြီးအတင်းဝင်တိုးတဲ့ပုံစံမဟုတ်ဘဲအမဲလိုက်နေတဲ့သားရဲတကောင်လိုပါပဲ။ပေ300လောက်သွားလိုက်ခဏရက်လိုက် လျှို့ဝှက်ကုန်သုံးဆက်သွေးစနစ်နဲ့အချင်းချင်းချိတ်ဆက်လိုက် ပြီးတော့နောက်ကနေ150နှစ်မမအမြောက်ကြီးတွေရဲ့ပြစ်ကူကိုယူလိုက်တဲ့အင်မတန်စနစ်ကြလွန်လာပါတယ်။ယူကရိန်းရဲ့ T80 တင်ကားတွေကလည်းမြေကတုတ်တွေနောက်မှာပုံပြီးတော့ဘေးတိုက်ဘက်ကအလင်းငိုက်ပြစ်ခတ်မှုတွေနဲ့တုံ့ပြန်ပါတယ်။အနောက်ဘက်စစ်တမိုင်အကွာက Hamas တပ်ဖွဲ့တွေကလည်းရန်သူတွေစုဝေးနေလောက်တဲ့နေရာတွေကို GPS လမ်းညွှန်ဒုံးကျည်တွေနဲ့လှမ်းပြီးတော့ပြစ်ခတ်ခဲ့ပါတယ်။ အလက်ထရောနစ်စစ်စင်ရေးရှင်တွေကလည်းစက်ရုံပတ်လည်နှစ်မိုင်အချင်းဝက်အတွင်းကိုနှောက်ရှက်လိုင်းနဲ့လှုံထွက်ပြီးတော့ရန်သူဆက်သွယ်ရေးစနစ်ကိုဖိအိုဖိရဲဖြစ်အောင်လွှင့်ထုတ်ပြီးလုပ်ခဲ့တာကြောင့်မြောက်ကိုရီးယားတပ်ဖွဲ့တချို့က digital စနစ်ကနေပြီးတော့ လက်နေစကားပြောဆက်လို့ analog စနစ်ကိုပြောင်းသွင်းခဲ့ရတာဖြစ်ပါတယ်ဒီအချိန်အထိဘယ်ဘက်ကမှအသာစီးမရသေးပါဘူးဒါပေမဲ့ဒါဟာရေရိုးဝင်တိုက်တာမဟုတ်ပဲ drone တွေတင်ကားတွေ jamming set တွေအားလုံးကအလွာပေါင်းများစွာနဲ့တိစောက်ထားတဲ့စစ်တူရင်ကစားဝေးတစ်ခုကိုအဖွင့်ပိုင်းဆိုတာတော့သိတာနေခဲ့ပါပြီ ရောက်ကိုရီးယားတန်ကြက်ကရင်တွင်တတောစီကိုချုံလွန်ပြီးရေနံဆက်ယုံ အရှိပစီနဲ့ဂိုင်း6900အကွာကခွေးမြင်းလေးကိုဝင်လာတဲ့အချိန်မှာတော့တိုက်ပွဲရဲ့အရှိန်အဟုန်ကတမျိုးပြောင်းသွားပါတယ်ယူကရိန်းတပ်တွေကခူကန်ကာကွယ်နေရကနေပေါင်းဆက်တိုက်ခိုက်တဲ့အဆင့်ကိုကူးပြောင်းသွားပါပြီကိုကေးကြီးစခန်းမှာတော့အမြောက်တပ်မိုးတွေဒရုန်းမောင်းသူတွေနဲ့တန်ကြက်ကတပ်မိုးတွေက Ghost to Yemen ဂျယ်ဝင်းနဲ့စစ်မြေပြင်စရာခွက်ပေါ်မှာ တို့ရဲ့ပြည့်ခတ်မှုအစီအစဉ်တွေကိုတပြိုင်တည်းချိန်ညှိနေကြပါတယ်။အနောက်ဘက်ခုနမိုင်အကွာကတစ်တောထဲမှာပုံအောင်ထားတဲ့ Hamas စနစ်တွေကနရာယာနီယာရန်သူထောက်ပံ့ရေးရှင်တွေစုဝေးနေတဲ့နေရာကိုတိကျတဲ့ဒုံးကျည်နဲ့စတင်ပြစ်ခတ်ပါရီပြစ်ခတ်မှုတိုင်းရဲ့ရည်ရွယ်ချက်ကအပီးတိုင်းချိန်မုံဖို့မဟုတ်ပဲရန်သူတပ်ဖွဲ့စည်းပုံကို ပြိုကွဲသွားအောင်လုပ်ဖို့ပါပဲအထက်ကောင်းကင်ပေ2400အမြင့်မှာတော့ MIG 29လေယာဉ်၄စီးရ ကွင်းပတ်ပြန်တန်းရင်းနဲ့ရန်သူကိုဟန်တာပြေခန့်အောင်ရှက်လို့နေပါတယ်။သူတို့ရဲ့အောက်မှာတော့ပုံမှန်အဖြစ်ဂန်ယူရန်ကာကွယ်ရေးအထွတ်တုံးနဲ့ယူကရိန်းရဲ့ Neptune ဒုံးကျည်တပ်ဖွဲ့တွေကိုဂုံးတွင်းပိုင်းကိုရွှေ့ပြောင်းတက်ဆွဲထားပါတယ်။မိုင်60နီးပါးအကွာအနေသူတို့ဟာမြေပြင်အခြေဆိုင်စနိုက်ပါသမားတွေလိုပဲရန်သူလောက်တန်းကအဓိကတတားတွေလမ်းချင်းတွေကိုပြစ်မှတ်ထားပြီးတော့နောက်ထပ်ရောက်လာမဲ့စစ်ကူတွေကိုနှောင့်နှေးအောင်လုပ်ခဲ့ပါတယ်။ electronic စစ်စင်ရေးအဖွဲ့တွေကလည်းတောင်ကုန်းတွေမြေနေပိုင်းတွေမှာရွေလျားရှင်နေတဲ့နေရာယူပြီးတော့သုံးပိုင်ပတ်လည်မှာဂျမားနောက်ဆက်မှုတွေကိုဖန်တီးခဲ့ပါတယ်ရေရွက်ချက်ကရန်သူစနစ်အားလုံးကိုအလုံးမလုံးအောင်လှုပ်ဖို့မဟုတ်ပဲရွေးချယ်ပြီးအစိမ့်စိမ့်မော်မော်ဖြစ်သွားအောင်လှုပ်ဖို့ပါပဲဒီအခါမှာရန်သူပြည်မဲ့ရှာစနစ်တွေကပေါ်လိုက်ပြောင်းလိုက်ဖြစ် ဒုံးကြီးပြင်းမဲ့ lock လုပ်ထားတာတွေကအချိန်မတိုင်ခင်ပြုတ်ထွက်သွားပြီးတော့နေပြည်တော်ဖွဲ့တွေကပြစ်ခတ်မှုတွေကြားထဲမှာပြင်းမဲ့ဒီနေရာတွေကိုလူကိုယ်တိုင်ပါစံနဲ့អော်ပြီးတော့ပေးပို့ခဲ့ရပါတယ်။မြေပြင်မှာတော့ T80 နဲ့ T64 တင်ကားတွေကအမြင်ပိုင်းနေရာတွေလမ်းကွေးတွေကိုအသုံးပြုပြီးတော့ရန်သူတင်ကားတွေကိုထောင်ချောက်ဆင်တိုက်ခိုက်ဖို့တပ်ကွင်းတွေကိုဆွဲခေါ်ခဲ့ကြပါတယ်။ သူတို့ဟာကျေပြင်းတဲ့မြေနေရာကိုထိန်းချုပ်ဖို့ထက်ပြစ်ခတ်လို့ကောင်းတဲ့လမ်းခွေးတွေမြေကြုတ်တွေလောင်စာပိုက်လိုင်းတွေကြားကနေရာလွတ်တွေကိုထိန်းချုပ်ဖို့အဓိကထားပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်။တိုက်ပွဲဟာတတရရမရှိပါဘူး။မိကုံးခွေးတွေကမြေပြင်နားမှာကပ်နေပြီးပြင်းမပြနေတဲ့စခရနီကပြောင်းလိုက်ပေါ်လိုက်အမိန့်တွေကိုလည်းတဝက်တစ်ပြက်ပြတ်တောင်းနေတဲ့ရေဒီယိုလိုင်းတွေကြားကနေ ော်ဟစ်ပြီးတော့ညွန်ချနေရပါတယ်ဒါပေမဲ့ဒါဟာဗယံပဓာဖြစ်နေတာမဟုတ်ပါဘူးဒါဟာရန်သူကိုတမင်တကာအာအင်ကုန်ခန်းအောင်စနစ်တကျထိတ်ခွဲနေတာပါ အမြင့်ပြန်တိုက်လေရင်တွေကနေခြေလေးချောင်းတက်ဆက်ရုပ်တွေအထိစနစ်တစ်ခုချင်းစီကရန်သူတိုးတက်မှုကိုတလန်းချင်းနေခွေးသွားအောင်သူအခန်းကဏ္ဍနဲ့သူပါဝင်နေခဲ့ပါတယ်။မြောက်ကိုရီးယားတပ်တွေကရန်နံဆက်ယုံအရှိဘက်ကတူလောင်ကန်တွေစီကို အတင်းတိုးဝင်လာပြီးတော့ရန်သူရှေ့တန်းနဲ့တူလောင်ကန်တွေကြားမှာဂိုက်950ပဲကွာတော့တဲ့အချိန်မှာတော့တိုက်ပွဲကအကြမ်းတမ်းဆုံးအဆင့်ကိုရောက်ရှိသွားခဲ့ပါတယ်။ သူတို့ရဲ့ရေမှန်းချက်ကရှင်းလင်းနေပါတယ်။တန်ချက်ကရင်းနေနဲ့ထိုးပေါက်ပြီးတော့အနည်းဆုံး drone အစင်80လောင်းနဲ့ကောင်းကင်ကိုအင်ပြည့်အားပြည့်စိုးမိုးကလောင်းစားတင် truck ကားတွေကတုတ်ချင်းတွေနဲ့စစ်သွေးရေးစခန်းတွေကိုဥတီပြီးတော့အသေးခံဘုံခွဲတိုက်ခိုက်ခဲ့ကြပါတယ်။ယူကရိန်းကာကွယ်ရေးတပ်တွေကလည်းလွန်ခဲ့တဲ့နှစ်လောက်ကလေးကတူးထားတဲ့ခံစစ်မြေကတုတ်တွေတွေကနေအလွာလိုက်ခုခံမှုတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။ ဆက်တဲ့ကြီးတွေတင်ကားဖြတ်ဒုံးကြီးတွေနဲ့ပြစ်ခတ်ပြီးတော့ရန်သူကိုခေါင်းမထောင်နိုင်အောင် PRB ဒရက်ဇက်တိုက်ခိုက်ပါတော့တယ် မီဂိုဘုံနေလောင်ချရီနဲ့ပဝင်းချေုံမမြင်ရအောင်ဖန်တီးပြီးတော့ယူကရိန်းတပ်ဖွဲ့ငယ်လေးတွေကစစ်ရုံတွင်ပြုပြင်လမ်းကြားတွေမြေမြုပ်ထားတဲ့အလောင်စာပိုင်လိုင်းတွေကိုအကာအကွယ်ယူပြီးတော့စတိုက်ဆိုသလိုနေရာရွှေ့ပြောင်းပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်။ဒီအချိန်မှာပဲခြေလေးချောင်းတက်စစ်ရုပ်ခွေးတွေကအတွင်းစီးခြံစည်းရိုးတစ်လျှောက်ပြေးလွှားရင်းနဲ့ရန်သူနောက်တထုံမရောက်ခင်မှာမြေမြုပ်မိုင်းတွေကိုရှာဖွေရှင်းလင်းနေခဲ့ပါတယ်။ အထက်ကောင်းကင်မှာတော့အခြေအနေရပိုပြီးတော့ရှုပ်ထွေးလာပါတယ်။တိုက်ခတ်ရေးတာဝန်ယူထားတဲ့ MiG29 နဲ့စီးရရေဒါလမ်းညွန်ဒုံးကြီးတွေနဲ့ဝင်လာတဲ့ရန်သူတွေကိုပစ်ချနေတယ်လို့မြောက်ကိုရီးယားလေယာဉ်တွေကလည်းတာတိုမြေပြင်ဝေဟင်ပစ်ဒုံးကြီးတွေနဲ့ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ D64 ကိုရီးယားမှာတက်ဆင်ထားတဲ့ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကလည်း drone ၃စီးကိုပစ်ချပြီးတော့တိုက်လေယာဉ်တစ်စီးကိုနောက်ပြန်ဆုတ်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ဒီတိုက်ပွဲကနိုင်ငံချင်းချုပ်ရေးတိုက်ပွဲသက်သက်မဟုတ်တော့ပါဘူးအချိန်နဲ့ပြိုင်ပြီးတော့လူနေရတဲ့စစ်ပွဲတပွဲဖြစ်နေပါပြီရှေ့တန်းကရန်သူအရှိန်ကိုဟန်တားနေချိန်မှာ နောက်တန်းကမိဘကာကွယ်ရေးဝစ်စုံတွေဝစ်ဆင်ထားတဲ့အင်ဂျင်နီယာတပ်ဖွဲ့တွေကအဆက်မပြတ်ကြားရောက်နေတဲ့အမြောက်ကြီးစံတွေကြားကနေပောက်ပွဲပွင့်ထွက်လာတဲ့ပိုက်ကောင်းတွေကိုပိတ်ဆို့ NDA ရှိတဲ့ဖီအောင်ထင်းဘားရီနာမှာ အတားအဆီးတွေချထားခဲ့ကြပါတယ်။မိသက်သမားတွေကလည်း drone အပျက်စီးတွေကြောင့်ဖြစ်ပွားတဲ့မိလောင်မှုတွေကိုအကာအကွယ်ရနောက်ကနေအပြေးလွှာရင်သက်နေခဲ့ကြပါတယ်။တပြိုင်နက်တည်းမှာပဲ EW တပ်ဖွဲ့တွေကရန်သူချင်းကလာတဲ့အရှိတ်ချမ်းကိုငကိမာလိုင်းတွေနဲ့ဖုံးလွှမ်းပြီးတော့ရန်သူလမ်းညွန့်စနစ်တွေကိုအလုံးမလုံးအောင်ဖျက်ထားခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေကမြေနေရာရဖို့မဟုတ်ပဲရန်သူကိုပေနေရာ300လောက်နောက်ပြန်ဆုတ်သွားအောင်တံပြန်တိုက်ခိုက်မှုအသေးစားတွေလှုပ်ဆောင်ခဲ့ပါတယ်ဒီလိုလိုချင်းအဖြစ်အရေးကြီးတဲ့အခြေခံအဆောက်အုံတွေကိုကာကွယ်ဖို့နဲ့အချိန်နှိုင်းငယ်လောက်ဆွဲဆန့်နိုင်ဖို့ပါအရှိဘကထိုးစစ်ကတောလောင်ကန်နေနဲ့ဂိုင်း600အကွာမှာရတန်သွားချိန်မှာတော့ တိုက်ပွဲရဲ့အသွင်တရံကနောက်တစ်ချိန်ပြောင်းလဲသွားပြန်ပါတယ်။နေမြေလူရဲ့တိုက်ပွဲကနေအရေးကြီးတဲ့အခြေခံစောင့်တွေကိုလူရဲ့ပွဲဖြစ်လာခဲ့ပါတယ်။နှစ်ဖက်စလုံးကကောင်းကောင်းနားလည်ထားတာကတော့အတုံးဝင်တဲ့လန်တလန်ဒါမှမဟုတ်အလုံးမလုံးတော့တဲ့စက်ရုံတစ်ခုကတိုက်ပွဲတစ်ခုလုံးရဲ့အဖြေကို ပြောင်းလဲသွားစေနိုင်တယ်ဆိုတာပါပဲ။လေးနာရီကြာတဲ့အခါမှာတော့တိုက်ပွဲဟာအဓိကနေရာသုံးခုပေါ်မှာအပြန်အလှန်ပြစ်ခတ်နေတဲ့ထိတိုက်တွေးဆုံမှုကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲဒါတွေကတော့ ိုရင်းဆက်ယုံအုတ်ချွေရေယုံအနောင်ဖက်ကပိုင်လိုင်းလမ်းစုံတွေနဲ့လောင်စာတင်ရနေသွားတဲ့ပင်နယ်ဆယ်ကျတဲ့လမ်းချင်းလေးတို့ဖြစ်ပါရည်ယူကရိန်းတပ်တွေအကြားဒီနေရာတစ်ခုခုကိုလက်လွတ်လိုက်ရရင်စီရေးအရာအဆင်မပြေဖြစ်ုံတင်မကပဲစီရေးတစ်ခုလုံးရဲ့တိဆောက်ပုံကိုပါပြည့်စည်သွားစေနိုင်ပါရည်မြောက်ကိုရီးယားကွန်မန်ဒိုရီယား တတော်ဘက်ကနေပတ်ပြီးတော့ထင်းချုပ်ရေးခလုတ်တွေကို ဖောက်ခွဲဖို့စူးစမ်းနေချိန်မှာယူကရိန်း drone အဖွဲ့တွေကအလွန်တီးကြတဲ့ဗုံးသေးစားတွေနဲ့ခြေလင်တက်လာတဲ့ရန်သူအုပ်စုတွေကိုခြေချတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ပြစ်ခတ်မှုတိုင်းမှာအန်ဒီရဲကရှိနေပါတယ်။ HIMARS တပ်ဖွဲ့တွေမှာဒုံးကြီးအရေးအထွက်အကန့်အသတ်နဲ့ပဲကျန်တော့ပြီးတော့ DAD တင်ကားတွေကလည်းသူတို့ရဲ့ပြစ်ခတ်မှုထိန်းချုပ်ရေးစနစ်တွေအလုံးလုံးနိုင်ဖို့အရန်ဘက်ထရီတွေကိုတစ်ခုပြီးတစ်ခုလဲလှယ်ပြီးတော့သုံးစွဲနေရပါပြီ။ အလက်ထရောနစ်ဂျာပြဟန်တာနှောင်းရှက်မှုတွေကလည်းမမြင်ရတဲ့ရှည်တန်းစစ်မျက်နှာတစ်ခုဖြစ်လာခဲ့ပါတယ်။ယူကရိန်း EW တပ်ဖွဲ့တွေကအဓိကနေရာတွေကိုရေဒီယိုအချက်ပြအတုတွေလွှင့်ထုတ်ပြီးတော့မြောက်ကိုရီးယားရဲ့ပြင်းမဲ့ရှာစနစ်တွေကိုလူမရှိတဲ့ကားဖွက်ကင်တွေအသုံးမပြုတော့တဲ့အလောင်းစားကန်တွေစီကိုဘုံချင်းအောင်လမ်းလွဲခဲ့ကြပါတယ်။အနီအောက်ရောင်ကြီးအတုတွေကြောင့်လမ်းမသွားတဲ့ရန်သူဒရုန်းတချို့ကကွန်ကရစ်တိုင်းကိုဝင်တိုက်ပြီးတော့လူတိုက်ခိုက်မှုမရှိဘဲပြတ်ကျသွားခဲ့ပါတယ်။ ဒီလိုဗျံမရာအခြေအနေတွေကြားထဲမှာပဲရဲစွမ်းတက်တဲ့ရှိတဲ့သူတွေကလည်းသူ့လိုလိုပေါ်ထွက်လာခဲ့ပါတယ် လက်နက်မပါတဲ့အင်ဂျင်နီယာအဖွဲ့တွေကပျက်စီးနေတဲ့တအားလိုင်းတွေကိုပြန်ဆက်ဖို့စစ်မြေပြင်တွေကတပ်ကွင်းတွေကိုအသက်ဆုံးပြီးတော့ဖျက်ပြေးခဲ့ကြပါတယ်။ဈေးတသားတွေကလည်းဒဏ်ရာရသူတွေကိုအဆောက်အအုံကြားတွေနောက်ကိုဆွဲခေါ်ပြီးတော့ယာယီအကာအကွယ်အဖြစ်အသုံးပြုခဲ့ကြပါတယ်။ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကတော့ယူကရိန်းမိသားအဖွဲ့တစ်ဖွဲ့ကရန်သူစနိုက်ပါသမားကပြစ်ခတ်နေရင်ဂျားတွေကကိုပေ200လောက်အထိပြေးပြီးတော့ ဒဏ်ရာရနေတဲ့ရန်သူထင်ကားမောင်သူတယောက်ကို သွားခဲ့ခဲ့ပါတယ်။ပြီးတော့သူ့ကိုဒဏ်ရာရနေတဲ့စစ်ရုံးလုံသား၂ယောက်နဲ့အတူစေကူသာရေးရှင်စီကိုလွှဲပြောင်းပေးခဲ့ပါတယ်။ ညနေဆောင်လာပြီးတော့ပဝင်းစီယာမြင်ကွင်းနေလဲမရှင်းတော့တဲ့အချိန်မှာမြောက်ကိုရီးယားကတိုက်ပွဲအခြေအနေကိုမပြောင်းလဲနိုင်လို့စိတ်မရှိတော့ပဲ203မမကိုပြန်အမြောက်ကြီးတွေနဲ့တာတိုပြစ်ပယ်ထိန်တုံးကြီးတွေကိုပါထုတ်သုံးလာခဲ့ပါတယ်။မိုင်း20ကျော်အကွာနေယူကရိန်းရဲ့ခန်းစနေရာတွေဒေါ်လောင်ကန်တွေနဲ့လှုံ့ဆော်မှုရှိတဲ့အပူလိုက်မှန်သမျှကိုအပြင်းထန်ပစ်ခတ်ခဲ့ပါတယ်။ပထမဆုံးကြားရောက်လာတဲ့အမြောက်ဆန်တွေက တူကြီးနဲ့ထူလိုက်သလိုပါပဲအကာရတတိုင်းနေပြိုကြမြေပြင်ရောက်တိုက်ခတ်ရေးရှင်နေလေတဲလွန့်ထွက်သွားပြီးတော့ရွှေလျားစေးကူရေးစက္ကန်နေရာဆွဲတော့ဒိုင်းရိုက်ထိမှန်တာကြောင့်တစားစီကိုဖျက်သွားခဲ့ရပါတယ်ဒါပေမဲ့ယူကရိန်းကလည်းပြစ်ခတ်မှုတွေကြားထဲမှာကြမ်းကြမ်းခံဆက်လက်ရည်တည်နိုင်ခဲ့ပြီးတော့သူတို့ရဲ့အလှော်လိုက်ကာကွယ်ရေးစနစ်ကအချိန်နဲ့မျှလိုက်ရုံညှိထွေပြောင်းလဲနိုင်ခဲ့ပါတယ်။ MIG 29တွေက အနိုင်ပြန်တန်းပြီးတော့ရန်သူဒုံးကြီးတွေကိုလမ်းညွန်ပေးနေတဲ့ drone တွေကိုလိုက်လံပစ်ချခဲ့ပါတယ်။ T64 ရင်တွေပေါ်ကလေချောင်းရန်ကာကွယ်ရေးစနစ်တွေကလည်းမြေကလေးချင်းတွေကနေတာတိုပစ်ဒုံးကြီးတွေနဲ့ခုခံကာကွယ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့တိုက်ပွဲစတင်ပြီး6နာရီအကြာ Neptune ဒုံးကြီးတပ်ဖွဲ့ကသူတို့စီမှာဒုံးကြီး20မဲခြံတော့အကြောင်းသတင်းပို့တဲ့အချိန်မှာတော့တိုက်ပွဲရဲ့အငွေသက်ကပြောင်းလဲသွားခဲ့ပါတယ်။ ယူကရိန်းမှာရောနောက်ကိုရီးယားတပ်မှုတွေမှာပါတစားတစားတိုးလာတဲ့ထိခိုက်ဒေဆုံးမှုတွေကုန်ခန်းလာတဲ့လက်နက်ခဲယမ်းတွေကြောင့်ဒရီယမဟာဗျူဟာကိုပြန်လည်သုံးသပ်ခဲ့ကြရပါတယ်။ဒါဟာရန်သူကိုအပီးတိုင်ချိန်မုံမို့ထက်ကိုတက်ဖွဲ့ကိုထိန်းသိမ်းရင်းခန္ဓာရည်ကိုစမ်းသပ်တဲ့ပွဲဖြစ်လာခဲ့ပါတယ်။ည9:15မိနစ်လောက်မှာတော့ဒုံးလီဘော်ကအနီအောက်ရောင်ကြီးမီးအလင်းရောင်မှိန်မိန်အောက်မှာတရဝင်းမဟုတ်တဲ့အပြစ်ခက်ရဲ့စေးရေးစင်းကြံလန်းတွေပွင့်လာခဲ့ပါတယ်။ယူကရိန်းစစ်တပ်သားတွေက စေယုံလုံသားတွေနဲ့တရားရအရက်သားတွေကိုပြည်ပြည်ဥမင်းတွေရနေတဆင့်ဘေးလူရအောင်ပို့ဆောင်ပေးခဲ့ပါတယ်။ရေနံစေယုံကြီးရဲ့နေရာတချို့မှာမီးလောင်နေတုံးပါပဲ။ဒါပေမဲ့အခြေအနေတွေကတော့ငြိမ်သက်သွားခဲ့ပါပြီ။အရင်နောက်မှာဖြစ်ပေါ်လာတဲ့ဒိစင်မှုက ိန်ချင်းရင်မဟုတ်ပါဘူးဒါကအာဟင်ကုန်ခန်းခြင်းရဲ့အတန်ဆုံးဖြတ်ချက်အသက်တစ်ခုမချမီအသက်ပြပြင်းရှူလိုက်တဲ့အတန်တစ်ခုသာဖြစ်ပါရင်နှစ်ဖက်စလုံးကနောက်ထပ်ခြေလန်းတလန်းဟာအဆုံးဖြတ်ဖြစ်လိမ့်မယ်ဆိုတာကိုကောင်းကောင်းသိနေကြပါရင်နောက်ဆုံးမှာတော့ယူကရိန်းကရန်သူကိုအပီးတိုင်ချိန်မုံလိုက်လို့အောင်ပွဲခံခဲ့တာမဟုတ်ပါဘူးရန်သူကိုရေရှည်အသုံးချနိုင်စွမ်းကိုဖျက်ဆီးလိုက်ခြင်းအဖြစ် သူတို့ရဲ့မစ်ရှင်ကိုအောင်မြင်အောင်လုံးဆောင်နိုင်ခဲ့တာပါဘယ်ဂါရေနံဆက်ယုံရဲ့ထုတ်လုပ်မှုကရတန်သွားခဲ့ပြီးတော့ဒေတာတွင်လောင်စာစီထောက်ပံ့ရေးကွင်ဆက်ကရတတပတ်ပေါင်းများစွာပြတ်တောက်သွားခဲ့ပါတယ်မဟာဗျူဟာအရဒီတိုက်ခိုက်မှုကမြောက်ကိုရီးယားကိုသူတို့ရဲ့တန်ဖြတ်ကျမှုပုံစံကို ပြန်လည်စဉ်းစားစေခဲ့တယ်လို့ယူကရိန်းအတွက်လည်းအရက်သားနဲ့အခြေခံအဆောက်အအုံတွေကိုကာကွယ်ခြင်းက ဂုံတိခအရသာမကပဲစစ်ပရိရဲ့အရပါအရေးကြီးရဲ့စရဲတင်ငန်းစာကိုပေးခဲ့ပါတယ်။ဒါပေမဲ့မိကုံးတစ်ခုကတော့ကြန့်ရှိနေသေးပါပဲ။ဒီလိုဘက်ပေါင်းစုံကနေတိုက်ခိုက်လာမဲ့အနာဂတ်စစ်ပွဲရရဲ့တန်ကိုလောင်စာစီတိုးလောင်ကန်ဗနက်ခုထောက်ပံ့ရေးစကန်ဗနက်ခုကကြံ့ကြံ့ခံနိုင်ပါလိမ့်။ဇလန်းရဲ့နောက်ဆုံးပုံရိပ်ကတော့ ကျွန်တော်ရဲ့စိတ်ထဲမှာဆွဲထင်ချက်နေခဲ့ပါတယ်။မိโกမဲလုံးကြီးတွေတခုဟာလွင်ပြင်ကျေးပေါ်နေကောင်းကင်စီကိုတက်သွားနေပါတယ်။ကယ်ဆယ်ရေးသမားတွေဟာအပြက်စီးတွေကြားကနေဒရာရလူတယောက်ကိုဆွဲထုတ်နေပါတယ်။ပြီးတော့နှစ်ဖက်စလုံးကတပ်ဖွဲ့ဝင်တွေကပင်ပန်းနွမ်းနေနေပေမဲ့သတိကြီးစွာနဲ့ပဲဘသူမှတိုတင်မခံမနိုင်သေးတဲ့မနှက်ပြန်မှာဘာတွေဖြစ်ကြမလဲဆိုတာကိုမျှော်ကြည့်နေကြပါတော့တယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်။